အားလုံးပဲမင်္ဂလာပါเนาะဒီဆယ်မြင့်မှု channel အနေနဲ့ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ဒီဆယ်ကအာ grade 4သင်ချာအခန်း6ပေါ့เนาะဒသမဂိမ်းများဆိုတဲ့အာသင်ခန်းစာလေးကိုအာ sharing လုပ်ပေးမယ်ပေါ့เนาะဒါဆိုရင်ဒသမဂိမ်းသင်ခန်းစာမှာပထမဆုံးအနေနဲ့အစီအလျားဆိုတဲ့သင်ခန်းစာကိုဒီချိန်ရှင်းပြမယ်အဲ့မှာဒီချိန်တော့ပုံလေးကိုတွေးရလိမ့်မယ်เนาะဒီလိုမျိုးပုံလေးကိုတွေးရလိမ့်မယ်အာအဲ့မှာအစစ်တသေးလေးတွေရှိနေအောင်တွေးရလိမ့်မယ် ဲ့အစ်စ်တည်တည်လေးတွေကပါလေဆိုတော့ဥမာဒီမှာတချဲတို့ပေတံမှာဆိုရင်ဒီမှာအစစ်တေးသေးလေးတွေရှိဟုတ်တယ်เนาะအစစ်တေးသေးလေးတွေကနေပြီးတော့မှတစ်ဖြစ်တယ်အစစ်တေးသေးလေးတွေကနေပြီးတော့မှနှစ်ဖြစ်တယ်เนาะအဲ့ဒါကိုဒီတစ်ဒီတစ်ဖြစ်တာကဘာလဲဒီနှစ်ဖြစ်တာကဘာလဲပေါ့เนาะဘယ်လိုဖြစ်လို့နှစ်ဖြစ်တာလဲဆိုတော့ဒီဟာကိုဒီဟာတိုင်းနာခြင်းကိုစင်တီမီတာတိုင်းနာခြင်းလို့ခေါ်တယ်ဒီအစစ်လေး၁၀စိတ်ပြေးမှဒီချေတို့က၁စင်တီမီတာဖြစ်တယ် ်မှတ်ထားမယ်နော်။ဒါဆိုရင်ဒီ acid acid လေးဆဲစိတ်ကတစိတ်ကအော်ဒီတစိတ်ကပါလဲပေါ့သူ့ဘယ်လိုခေါ်လဲပေါ့အာအသူ့ကိုကြာတော့မီလီမီတာလို့ခေါ်တယ်နော်ဒါအဲ့ဆိုရင်ဒီဆဲတို့ဟာမီလီမီတာဆဲစိတ်နော်ဆဲစိတ်ပြေးမှာ10စင်တီမီတာဖြစ်တယ်ဟုတ်ပြီနော်အဲအဲ့ဆိုရင်10စင်တီမီတာမှာဘယ်လောက်ဆဲဟိုဟာဘယ်လောက်မီလီမီတာရှိလဲ 30 mm ရှိတယ်။ဟုတ်ပြီနော်။10 cm မှာဘယ်လောက် mm ရှိလဲ30 mm ရှိတယ်။အဲဒါဆိုရင်တကယ်လို့ပေါ့နော်။ဒီကျေတို့က10 mm မှာဆိုရင်ရောဘယ်လောက် cm ရှိလဲလို့သိချင်တဲ့ခါကျရင်အဲဆိုရင်သူက mm 10စိတ်ပြေးမှာ10 cm ဖြစ်တာမဟုတ်ဘူးလား။ဒါကြောင့်မလို့10 mm ဆိုတာက10ဘိုင်း10ဘိုင်း cm ရှိတယ်။နားလည်မလား။ အဲဒါဆိုရင်ဒီသင်ခန်းစာရဲ့အာအစိအလျားဆိုတဲ့သင်ခန်းစာရဲ့အမဒီပုံလေးကြည့်ကြမယ်နော်အဲဒီပုံလေးကြည့်တဲ့အခါကျတော့ तू ကနေကြစီရဲ့အလျားကိုသူကသိချင်တာအာနေကြစီရဲ့အလျားကတဲ့ဘလောက်အရင်ဆုံးပေါ့နော်သိချင်တာဆိုတဲ့အဲဒီဆယ်တို့အရင်ဆုံး तू ကဘလောက်ရှိလဲဆိုတာကိုယ့်အကူတိုင်းကြည့်မယ်နော်အာကိုယ့်အကူတိုင်းကြည့်မယ်ဆိုတော့ဒီပုံကို तू ကအကျင့်ချက်တာလား ဟုတ်ပြီလားဒီပုံကိုအခြေချတာလားအဲဆိုရင်ဒီမှာ10 cm ပြည့်ဖို့အတွက်အစိတ်ကလေးဘယ်နှစိတ်လိုလဲ10စိတ်လိုတယ်ဟုတ်တယ်နော်အ10စိတ်လိုတယ်ဒီ10 mm ကိုဟာ10 mm ပေါ့နော်10 mm မှာအာ cm ဘလောက်ရှိလဲဆိုရင်10ဘိုင်း10ဘိုင်း cm ရှိရင် तू က10စိတ်ရဲ့တပုံပဲရှိရယ်10 mm ဆိုတာ ဟုတ်တယ်နော်အဲဆိုတော့ကြတော့10ဘိုင်း10ဘိုင်းက10မီလီမီတာဆိုရင်ဒီနေကြာစီလေးကဘယ်နှစ်ဘိုင်းရှိလဲဒီလိုကြီးကြမယ်10တစ်ဘိုင်းဟောတစ်စိတ်ပေါ့နော်တစ်စိတ်၂စိတ်၃စိတ်၄စိတ်၅စိတ်၆စိတ်မှရှိတယ်နော်အဲအကြောင်းမလို့သူက10ဘိုင်း6ဘိုင်းအာမီလီမီတာရှိတယ်နားလည်မလားဒါဆိုရင်ဒီဆရာကကပြောတယ်1မီလီမီတာက ဆယ်ပိုင်းတစ်ပိုင်းစင်တီမီတာရှိရယ်ဆိုရင်တိကျဲတို့ဓာတ်သမဂိန်းနဲ့ဖော်ပြမယ်ဆိုရင်ဆယ်ပိုင်းတစ်ပိုင်းဆိုတာကဓာတ်သမဂိန်းနဲ့ဖော်ပြမယ်ဆိုရင်၃ညဓာတ်သမ1စင်တီမီတာဖြစ်ပါတယ်เนาะဒါကြောင့်မလို့၃ညဓာတ်သမ1စင်တီမီတာဆိုတာကဆယ်ပိုင်းတစ်ပိုင်းစင်တီမီတာပဲအတူတူပဲသူ့ကိုခေါ်တာချင်းဖြစ်တယ်เนาะအာ နံပါတ်အတူတူပဲပေါ့နော်ဓာတ်သမားကိန်းနဲ့ဖော်ပြမယ်ဆိုရင်ဒီထဲတို့က3ဓာတ်သမား1စင်တီမီတာနဲ့ဖော်ပြရပြီးတော့မှအပိုင်းကိန်းနဲ့ဖော်ပြမယ်ဆိုရင်3ဓာတ်သမား about 10ပိုင်း10ပိုင်းစင်တီမီတာဆိုပြီးတော့မှဖော်ပြလို့ရတယ်ဟုတ်ပြီလားအဲဒါဆိုရင်တနည်းအားဖြင့်ပြောမယ်ဆိုရင်၃ .1 cm ဆိုတာကเนาะအာ cm ဆိုတာကဒီမှာဒီလို၁၀စိတ်ရဲ့တစ်စိတ်ဖြစ်တယ် စာနဲ့ရရမယ်ဆယ်စိတ်ရဲ့အာဆယ်စိတ်ဒီ10စင်တီမီတာဖြစ်တယ်ဟိုတုန်းကတည်းကစင်တီမီတာဆယ်စိတ်ရဲ့10စိတ်ဖြစ်တယ်ဆိုတာလေစာနဲ့လည်းရေးလို့ရတယ်အဲ့ဆိုရင်နားလည်မလားဒါဆိုရင်ဒီထဲတော့နေကြာစီကဘယ်လောက်ရှိလဲ10ဘိုင်း6ဘိုင်းရှိတယ်အာတတ္တမဂိမ်းနဲ့ပေါ်ပြမယ်ဆိုရင်3ညတတ္တမ6ရှိတယ်ရမလားကဲဒီဆက်ရှင်းပြတာနားလည်တယ်ဆိုရင်နောက်တစ်ပုဒ်အတွက်ကြမယ် ဒီပုံလေးတက်မယ်နော်ဒီပုံလေးကတဲ့အာအခြားအစစ်တစ်စစ်ရဲ့အလျားကတဲ့ပုံတင်ပြထားသည့်တိုင်းနှစ်နှစ်စင်တီမီတာ3မီလီမီတာရှိရဲ့တဲ့ဒါဆိုရင်တဲ့အလျားကိုတဲ့စင်တီမီတာဖြင့်ပေါ်ပြပါတဲ့နော်အလျားကိုစင်တီမီတာဖြင့်ပေါ်ပြပါတဲ့ဒါဆိုရင်ဒီချေလို့ခုနကဒီဒီနေကြာစီလေးရဲ့အစေကဒီမှာဒစိမ့်နှစ်ဟော 1 cm 2 cm နဲ့ဘလောက်ရှိလဲ3 mm 3 mm ဆိုတာကဒီကျေတော့ဘယ်နှစိတ်ရှိရလဲ3စိတ်ရှိရဟုတ်တယ်နော်3စိတ်ရှိတဲ့အတွက်ကြောင့်မလို့အာသူ့ကိုသူ့ရဲ့အလျားဆိုရင်ဘလောက်ဘလောက်ဘလောက် cm ရှိရဲ2 cm နဲ့3စိတ်ရှိရဲ့အတွက်ကြောင့်မလို့1.3တဒသမအနေနဲ့ပေါ်ပြမယ်ဆိုရင်တော့1တဒသမ3ဆိုပြီးတော့မှပေါ်ပြလို့ရတယ်ပေါ့เนาะအာပေါ်ပြလို့ရတယ်နောက်ပြီးတော့အမ်ဒီနေရာမှာတကယ်လို့အစိတ်က သုံးတက်ဟို3စိတ်ကျော်သွားပြီပေါ့နော်။အပေါ့3စင်တီမီတာကျော်သွားပြီ။3 3စင်တီမီတာနဲ့နှစ်စိတ်ရှိရယ်ဆိုရင်ဒီကျတော့ဘယ်လိုခေါ်မလဲ။သုံးတက်သမာ2တက်သမာကိန်းနဲ့ဖော်ပြမယ်ဆိုရင်သုံးတက်သမာ2စင်တီမီတာလို့ဖော်ပြမယ်။တကယ်လို့အာနေကြာစီလေးကအာ1စင်တီမီတာနဲ့5စိတ်ပဲရှိပါတယ်လို့ပြောရင်သူ့ရဲ့အလျောက်ကိုတွေးချင်နေဆိုရင်ဒီကျတော့အလျောက်ကိုစင်တီမီတာနဲ့ဖော်ပြမယ်ဆိုရင်အာဒီ1စင်တီမီတာနဲ့5စိတ်ရှိရတဲ့အတွက်ကြောင့်မလို့တက်သမာကိန်းနဲ့ဖော်ပြမယ်ဆိုရင်1တက်သမာ5 အဲ့လိုဖော်ပြလို့ရတယ်နော်အဲ့ဆိုရင်3ည1နှစ်330နင်းနဲ့245ကဲ့သို့ဂိမ်းများကိုအပြည့်ဂိမ်းလို့ခေါ်ပြီးတော့မှာတဲ့အပြည့်မရှိ၍တဲ့သို့မဟုတ်ကြော်လွန်ကြော်လွန်၍ဓာတ်သမပါရှိသောဂိမ်းများကိုဓာတ်သမဂိမ်းလို့ခေါ်ရဲ့ဒီကျေတော့ခုနက1စင်တီမီတာနဲ့နော်အာ1စင်တီမီတာနဲ့3ည3ည 3မီလီမီတာရှိတယ်လို့ပြောတဲ့ခါကျတော့ကျေတို့တသမဂိန်းနဲ့ပေါ်ပြမယ်။သူကကျတော့အပြည့်ဂိန်းကိုကျော်လွန်သွားပြီ။ကျော်လွန်ပြီးတော့ပုံနေကျတော့2တသမ3စင်တီမီတာရှိရဲဆိုပြီးတော့မှအမ်ပေါ်ပြလို့ရပါဘောနော်။ဓာတ်သမအနေနဲ့ပေါ်ပြလို့ရတယ်။ဒါကြောင့်မလို့အာဒီညင်ကြာကြီးလေးရဲ့အလျားကိုပေါ်ပြခြင်းနဲ့ဆိုရင်အာအပြည့်ဂိန်းကဘယ်နှခုပါလဲ။ဓာတ်သမဂိန်းကအစိတ်ကလေးကဘယ်နှစိတ်ပါလဲ။သူတို့နှစ် ုပေါင်းခြင်းဟာအဲဒီအစိတ်ကလေးရဲ့အလျားဖြစ်တယ်။နားလည်မလား teacher တို့ခဏန်းတစ်လုံးရဲ့ဒီနေရာကိုအာကြည့်ရအောင်เนาะအဲဆိုရင်အာဒီနေရာမှာဆိုရင်ပမောက်ဆုံး ခု10ရာထောင်းတောင်းအဲ့လိုမျိုးတွေဆက်သွားမှာပေါ့เนาะဒါဆိုရင်125တွင်နဲ့ခဏန်းတစ်လုံးစီခဏန်းတစ်လုံးစီဒီနေရာကိုစဉ်းစားကြည့်မယ်ဆိုရင်အာတဲ့ဆိုရင်ခုနေရာက ခုနေရာမှာဆိုရင်ဘာရှိမှာတော့9ရှိမယ်ဟုတ်တယ်နော်10နေရာမှာဘာရှိမှာတော့2ရှိမယ်ညာနေရာမှာက1ရှိမယ်ဟုတ်ပြီလားအဲ့ဆိုတော့125သူ့ရဲ့တနေရာကခုနေရာမှာဘာရှိမလဲ9ရှိမယ်10နေရာမှာ2ရှိမယ်အာညာနေရာမှာ1ရှိမယ်ဒါဆိုရင်အဲ့ဒီကနန်းတွေရဲ့နေရာလိုက်တံပိုးကိုတိချင်နေဆိုရင်တဲ့အခုနေရာကိုဒီခြေတို့ကတင့်နေမြောက်ပေးရတယ်တဲ့ သူ့ရဲ့ခုနေရာကိုနေရာလိုက်တံမိုးသိချင်နေဆိုရင်ပေါ့နော်ခုနေရာမှာဆိုရင်တင်းနဲ့မြောက်ပေးပြီးတော့မှ10နေရာမှာဆိုရင်30နဲ့မြောက်ပေးရတယ်။ညာနေရာမှာဆိုရင်100နဲ့မြောက်ပေးရတယ်။နားလည်မလား?ဒါဆိုရင်ဘလို့မျိုးလဲဆိုတော့ဒီမှာခု10ရာမှာ ပုံလေးရှိရယ်เนาะဒီ10တော့အာဒီခုကနေပြီးတော့မှ10ကိုသွားခြင်းနေဆိုရင်10ကိုရောက်ခြင်းလိုခြင်းနေဆိုရင်30နဲ့မြောက်ပြရတယ် เนาะ30ကနေပြီးတော့မှရာနေရာကိုမြှောက်ချင်ဟိုလိုချင်နေဆိုရင်တခါ30နဲ့မြှောက်ပေးရမယ်ဟုတ်ပြီเนาะအဲ့ဆိုရင်ဒီထက်တော့ဘယ်ဘက်ကိုဘယ်ဘက်ပေါ့เนาะလက်ဝဲဘက်ကိုသွားမယ်ဆိုရင်မြှောက်ပေးရမယ်အဲအဲ့ဒါမမဒီဆရာခုနပြောတာ10ကနေပြီးတော့မှရာကိုသွားတာဟုတ်လားဟောတကယ်လို့ညာဒီချိန်ကเออဆဲနေရာကိုတွားတာမဟုတ်ပဲねခုကနေပြီးတော့มายาကိုတွားခြင်းလဲဆိုရင်ဇယ်လိုဘလောက်နဲ့မြောက်ပြရမလဲတရာနဲ့မြောက်ပြရမယ် ုတ်ပြီလားအဲနောက်ပြီးတော့ယာကနေပြီးတော့မှ30ကိုတော့ပြန်တော့လို့မရဘူးလားဒီကျဲဆိုရင်ယာပါတယ်ဒါပေမဲ့ဘလို့သွားမလဲဆိုတော့30နဲ့စားပြီးမှသွားရမယ်လက်ဝဲဘက်ကိုသွားလေ30နဲ့မြှောက်လေလက်ယာဘက်ကိုလာလေ30နဲ့စားလေဟုတ်ပြီလားဒါဆိုရင်ယာကနေပြီးတော့10ကိုသွားမယ်ဆိုရင်30နဲ့စားမယ်10ကနေခုကိုသွားမယ်ဆိုရင်30နဲ့စားမယ်ဒါမှမဟုတ်ယာကနေပြီးတော့မှခုကိုသွားမယ်ဆိုရင်တော့သူ့ကြားမှာနှစ်ခု ရှိရတဲ့အတွက်ကြလို့တရားနဲ့စားပြရမယ်။နားလည်မလား။ဒီမှာဓသမဂိမ်းစနစ်မှာဆိုရင်ဒီမှာဓသမเนาะဓသမရဲ့ဒီဘယ်ဘက်ခြမ်းကိုကြတော့ဒီချေတော့ခုခဏန်းလို့ခေါ်ပြီးတော့မှဓသမရဲ့ညာဘက်ကိုကြတော့အာအခုကနေညာဘက်ပေါ့နော်ဓသမအာဓသမရဲ့ညာဘက်ကိုကြတော့ဆယ်လီစိမ့်လို့ခေါ်တယ်။ဟုတ်ပြီလား။အဲဆိုရင်ဓသမရဲ့ ဓာတ်သမရဲ့ပေါ့နော်ဓာတ်သမရဲ့ဘယ်ဘက်ဘယ်ဘက်ကခုကနန်းဖြစ်ပြီးတော့ဓာတ်သမရဲ့ညာဘက်ကဆယ်လီစိတ်လို့ခေါ်တယ်အဲ့တော့နောက်ပြီးတော့မှဆယ်လီစိတ်ကကြတော့တဲ့ဒီကျဲတော့ဆယ်စိတ်ကိုအညီမြပိုင်းထားတာเนาะဆယ်စိတ်ကိုအညီမြပိုင်းထားတဲ့အတွက်ကြောင့်မို့လို့ဒစိတ်ကဘယ်လောက်ရှိလဲအာဆယ်ပိုင်းတစ်ပိုင်းရှိရဲ့သူ့ကိုဒသမနဲ့ဖော်ပြမယ်ဆိုရင်၃ညဒသမ၁ဖြစ်တယ်။ဒါဆိုရင်ဆယ်လီစိတ်ဆယ်စိတ်ကတစ်ခုဖြစ်တယ် ဆယ်လေးစိတ်ဆယ်စိတ်ဆိုရင်ဒီတစ်ပတ်ကိုတစ်ခုရောက်သွားပြီနားလဲမလားဒီချက်ပြန်ရှင်းပြမယ်နော်အဲဆိုဓာတ်သမဒီမှာတွေ့မယ်နော်ဟိုစဓာတ်သမဆိုရင်ဓာတ်သမရဲ့ဒီဘက်ဘယ်ဘက်ချမ်းကိုကြတော့ဒီချက်တို့ခုလို့ခေါ်တယ်ဒါမှမဟုတ်သူကကိန်းပြည့်တွေဖြစ်တယ်နော်ဒီဘက်ကကြလုံးဝမပြည့်ဘူးအစိတ်လေးတွေလုံနေအဲ့ဒါကိုဗျလိုတဲ့အတွက်ကြောင့်ဟိုစိတ်လေးတွေရှိရပါတော့အဲ့ဒါကြာအပြည့်ကိန်းမပြည့်မပြည့်တဲ့အစိတ်လေးတွေရှိရတဲ့အတွက်ကြောင့်မလို့သူကသူကခုသူ့ခေါ်တာဆယ်လီစိတ်လို့ခေါ်တယ် เนาะเซลล์ลีไซต์ဆိုတာကเซลล์စိတ်ကိုအပိုင်းအเซลล์စိတ်ကိုပေါ့เนาะအရင်ကပိုင်းထားတဲ့အတွက်ကြောင့်မလို့เซลล์ลีไซต์တစ်စိတ်ဆိုရင်ဘယ်လောက်ရှိလဲ10ပိုင်းတစ်ပိုင်းရှိတယ်အဲ့ဆယ်ပိုင်းတစ်ပိုင်းอ่ะဓာတ်သမားနဲ့ပေါ်ပြမယ်ဆိုရင်ဘယ်လောက်ရှိလဲ၃ညဓာတ်သမား၁ရှိရင်เนาะအဲ့ဆိုရင်ခုနလိုပဲတကယ်ပြောတယ်ပေတံပြောက်သွားတော့ဒါဆိုရင်ဆယ်လီစိတ်ဆယ်စိတ်က တစ်ခုဖြစ်တယ်เนาะဒါစနေမလားဖော်ပြထားလို့ဆယ်လေးစိတ်ဆယ်စိတ်ကဘာဖြစ်လဲတစ်ခုဖြစ်တယ်เนาะနားလည်မလားအဲဒါဆိုရင်လေးစင်ငန်းလေးလောက်ကြည့်ရအောင်ပေါ့เนาะလေးစင်ငန်းကတော့ကလေးတို့ရဲ့ test box ဆောင်မှာ page 51မှာရှိရင်နံပါတ်6ပေါ့နော်ဒီမှာအဲနံပါတ်ကကြည်ဟာ6ခုနဲ့10လီစိတ်20တို့ဖြင့်ဖွဲ့စည်းထားသောကိန်းကိုသူကဖော်ပြခိုင်းတာ ဒါဆိုရင်တကယ်လို့စဉ်းစားနည်းရနှစ်နည်းရှိရယ်နော်စဉ်းစားနည်းရနှစ်နည်းရှိရယ်အာ6ခုနဲ့10လီစိတ်နှစ်စိတ်နဲ့ပေါင်းလိုက်မှာဒီစက်ခုနပြောတဲ့ဟိုဟာကိန်းပြည့်တွေကဓတမရဲ့ဘယ်ဘက်မှာရှိပြီးတော့10လီစိတ်တွေကဓတမရဲ့အနောက်မှာပဲထားရဟိုဟာနောက်မှာဟုတ်ပေါ့လေညာဘက်မှာထားရတဲ့အတွက်ကြောင့်မလို့ဒီမှာဟိုဒီကိန်းပြည့်ရပါလဲဆိုတာ6နော်ခုနေရာမှာ6ရှိရယ်ဟုတ်တယ်နော်ဒါပြီးတော့ ဒီချဲပြောတာဒသမဒသမရဲ့အနောက်က10လူစိတ်သူကဘယ်နှစိတ်ရှိရဲ့2စိတ်ရှိရဲ့အတွက်ကြောင့်မို့ချဲတော့2 6ဒသမ2နော်အဲ့လိုတက်လို့လည်းရတယ်ကဲနောက်ထပ်တနည်းရကြတော့အာခုနေရာမှာဘာရှိရလဲခုနေရာခုနေရာမှာဘာရှိရလဲ6ရှိရဟုတ်ပြီနော်6ရှိရဲ့ဒါဆိုရင်10လူစိတ်ကဒီချဲတို့ဒီချဲခုနကပြောထားတယ်10လူစိတ်တစ်စိတ်ကအာဘယ်လောက်ရှိလဲ10ပုံပုံတစ်ပုံရှိရဲ့ ဟုတ်ပြီလားဆယ်ပုံပုံတပုံရှိရဲ့ဒါဆိုရင်ဆယ်လီစိတ်နှစ်စိတ်ဆိုရင်ဘယ်လောက်ရှိမလဲအာဆယ်ပိုင်းဆယ်ပိုင်းနှစ်ပိုင်းရှိရဲ့ဟုတ်တယ်နော်အဲ့ဆယ်ပိုင်းနှစ်ပိုင်းနဲ့ဒီ6ခုနဲ့ကိုတဲ့ပေါင်းလိုက်မယ်အဲ့ဆိုရင်ဆယ်ပိုင်းနှစ်ပိုင်းဆိုတာဒသမနဲ့ပေါ်ပြရင်3ညဒသမ2ဟုတ်ပြီလားသုံးညဒသမနှစ်ဒါဆိုရင်သူတို့နှစ်ခုကိုပေါင်းဖွဲ့စည်းထားရဲဆိုရင်6နဲ့เนา 6နဲ့3ညတသမာ2နဲ့ပေါင်းလိုက်တော့ဘယ်လောက်ရလဲ6တသမာ2အဲ့လိုမျိုးလဲတွက်လို့ရတယ်ဒီချက်ခုနပထမတနည်းပြောတယ်အာခုနေရာမှာ6ဂိမ်းပြေက6ရှိရတဲ့6ရှိ ရေးမယ်နောက်ပြီးတော့ဆယ်လီစိတ်ဆိုတာဂိမ်းဟိုဟာဘယ်လိုမလဲဂိမ်းဂိမ်းပြေဂိမ်းမဟုတ်တဲ့အတွက်ကြောင့်မလို့တက္ကူတသမာခံမယ်သူကဆယ်လီစိတ်ဘယ်နှစိတ်ရှိလဲနှစ်စိတ်မလို့နှစ်ထဲဟိုနှစ်ရေးတယ်အဲ့ဒါ6တသမာနှစ်ဒါမှမဟုတ်ဒီဒီဘက်လိုမျိုးအာ ဆယ်လီစိတ်ဆိုတာဆယ်ပုံပုံနှစ်ပုံဖြစ်တဲ့အတွက်ကြောင့်မလို့ခုနကဒီ6ခုခုနေရာ6နဲ့ဆယ်ပုံပုံနှစ်ပုံနဲ့ကို ပေါင်းရင်လည်း6သမားနှစ်ဆိုပြီးတော့အဖြေရတယ်အဖြေရတူတူပဲเนาะအဲဒါဆိုရင်နားလည်မလားနားလည်မယ်เนาะဒါဆိုရင်ဒီချက်ကဘယ်ဟာကိုပိုကြည့်တယ်လဲဆိုတဲ့အပိုင်းကိုရှင်းပြမယ်ဘယ်ဟာကိုပိုကြည့်လဲဆိုတဲ့အပိုင်းပေါ့เนาะဒါဆိုရင်ဒီချက်တို့1.9နဲ့ သုံးတဲ့ကိုကဘယ်ဟာပူကြီးမလဲလို့အာကျွန်တော်တို့စဉ်းစားကြမယ်နော်နှစ်တသမခွန်ဆိုတာတဲ့ခုနေရာမှာဘာရှိရလဲနှစ်ရှိရနော်နှစ်ရှိပြီးတော့မှ तू ကဆယ်ဒသမခွန်ဆိုတာအတိဟိုမပြည့်သေးဘူးနော်မပြည့်သေးတဲ့အတွက်ကြောင့်မလို့ဆယ်လီစိတ်ဘယ်နှစိတ်လဲ80စိတ်80စိတ်ဆိုတာဆယ်ပုံပုံ80ပုံပဲရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တစ်ခုဖြစ်ဖို့ဆိုရင်ဟာနော်ဆယ်စိတ်ရှိမှနော်ဆယ်ပုံပုံဆယ်ပုံရှိမှတစ်စိတ်အော်တစ်ခုဖြစ်မှာအခုက အာဆယ်ပုံမို့လို့ခုနစိတ်ပဲရှိရဲ့အတွက်ကြောင့်မို့သူကဆယ်လီစိတ်ခုနစိတ်ပဲရှိရဲ့ဒါဆိုရင်1.9သူကအဲ့ဒါမို့ဟိုကဘယ်လိုပြောမလဲနောက်ထပ်တစ်ခုပြောင်းဖို့အတွက်ခွန်မြော8 9 10ဆိုတော့3စိတ်လိုနေမှာเนาะအာအပြည့်ကင်ရဖို့အတွက်3စိတ်လိုနေမှာဒါကြောင့်1.9ခွန်ကဲဒီမှာ3 3ဝကြတော့ခုနေရာမှာ3ပဲရှိရဲ့သူကအပြည့်ကင်ရှင်းပြောရဲเนาะအာတက္ကမရဲ့အရှိဒီညာဘက်ပေါ့เนาะညာဘက်ကဟာတွေက အပြည့်ကိန်းလေးဖြစ်တယ်။သူက၃၃၅ကြတော့ခုနေရာမှာလည်းရှိရဲ့အပြည့်ကိန်းလေးဖြစ်တယ်။နော်ဒီဆရာတို့ဒါကကြတော့2.3ခွန်ဆိုတာက၃ကိုမရောက်သေးဘူး။နော်၃ကိုရောက်ဖို့၃စိတ်လိုသေးတယ်။ဒါဆိုရင်ဒီနှစ်ခုစဉ်းစားကြည့်မယ်ဆိုရင်ဘယ်ဟာကပိုကြည့်ရလို့ထင်လဲ။ဟုတ်တယ်နော်။အဲဆိုရင်အော်၃ကပိုကြည့်ရဲ့တကယ်လို့တကယ်လို့အဲ့လိုမျိုးနောက်ထပ်တနည်းအနေနဲ့တွက်မယ်ဆိုရင်စဉ်းစားမယ်ဆိုရင်ပေါ့နော်အာ2.3ခွန်ဆိုတာက ောက်ထပ်တနည်းပေါ့เนาะနောက်ထပ်တနည်းကြတော့ဒီကျေတို့တစ်ခုမှာ sell list ဘယ်နှစိတ်ရှိလဲ sell စိတ်ရှိရယ်ဟုတ်တယ်เนาะ sell list sell စိတ်ရှိရယ်နှစ်ခုဆိုတော့ sell list ဘယ်နှစိတ်ရှိလဲအခု20ရှိရယ်ဟုတ်တယ်เนาะအခု20ရှိရယ်နောက်တစ်ခါနောက်ထပ်အာခုပြောင်းမှုအတွက်ကိုသူကဘယ်နှစိတ်လိုနေရလဲအဘယ်နှစိတ်ရှိရလဲအာခုနစ်အာ sell list ခုနစိတ်ပဲရှိရယ်ဒါဆိုရင်တို့နှစ်ခုပေါင်းရင်28စိတ်ရှိရယ် ယ်လီစိတ်နဲ့တွက်မယ်ဆိုရင်နော်စဉ်းစားမယ်ဆိုရင်29စိတ်ရှိပြီးတော့မှဒီအားကြတော့အာတစ်ခုမှာစယ်လီစိတ်ဘယ်နှစိတ်ရှိလဲ10စိတ်ရှိရင်ဒါဆိုရင်3ခုဆိုတော့စယ်လီစိတ်ပေါင်းဘယ်နှစ်ခုရှိလဲအခု30ရှိဟုတ်တယ်နော်အခု30နဲ့29စိတ်20အာအခု30မဟုတ်ပါဘူးအစိတ်စယ်လီစိတ်စယ်လီစိတ်30နဲ့ပေါ့နော်စယ်လီစိတ်30စိတ်နဲ့28စိတ်ကဘယ်ဟာကြီးရလို့ထင်မလဲထင်လဲ အစိတ်30ရာကြီးတာပေါ့နော်အဲ့လိုမျိုးဆိုတော့နှစ်မျိုးစဉ်းစားလို့ရတယ်နော်ဒီဆက်ခုနကပြောသလိုနှစ်မျိုးစဉ်းစားလို့ရတယ်ကိုဟိုကိုအာတန်ရာနဲ့စဉ်းစားပါပေါ့နော်အဖြေရတော့တူတူပဲဟုတ်ပြီလားကဲလို့ဒီဆက်တော့ပေးရမှာစဉ်းစားကြည့်မယ်ဆိုရင်လေနော်ဒီဆယ်ဆယ်လီစိတ်ဆယ်စိတ်ဒီမှာတစ်ခုဖြစ်တာဟုတ်တယ်နော်ဆယ်လီစိတ်ဆယ်စိတ်ဒီမှာတစ်ခုဖြစ်မယ်အဲဆိုရင်30 20 30အဲဆိုရင်ဒီ3ကားကြတော့ခုနေရ3 3ခုဆိုတာက ဆယ်လီစိတ်ပေါင်း30ဟုတ်ပြီเนาะဆယ်လီစိတ်ပေါင်း30ဖြစ်ပြီးတော့မှဒီနှစ်တသမခွန်အားကြတော့ဆယ်လီစိတ်20နဲ့ခုနှစ်စိတ်ပဲရှိတယ်เนาะဒီနားကိုမရောက်လာဘူးနှစ်တသမခွန်ပဲရှိတယ်ဒါကြောင့်မလို့ခုနကဒီချဲတို့ကဘယ်ဟာပိုကြီးလဲဆိုရင်တော့3ဟာပိုကြီးတယ်တကယ်လို့များဘယ်ဟာပိုငယ်လဲဘယ်ဟာငယ်တယ်လဲလို့မြင်ရင်တော့နှစ်တသမခွန်ကငယ်တယ်ဟုတ်ပြီလားငယ်တဲ့ဘက်ကို တကယ်တော့ကဒီအချုံလေးထားမယ်ကြီးတဲ့ဘက်ကိုအအလွယ်ပြောရရင်ပေါ့နော်အလွယ်ပြောရရင်တော့ကြီးတဲ့ဘက်ကိုပါးစပ်လေးကိုဟထားတဲ့ပုံစံမျိုးလေးပေါ့နော်အဲကြီးတဲ့ဘက်ကိုအဟလေးပေးရမယ်နော်ကြီးတဲ့ဘက်ကိုဟလေးပေးရမယ်ငယ်တဲ့ဘက်ကိုအချုံလေးပေးရမယ်တခုတည်းမှတ်ထားရတယ်ကြီးတာကိုမှတ်ထားမလားငယ်တာကိုမှတ်ထားမလားကြီးတာကိုမှတ်ထားမယ်ဆိုပါးစပ်ဟတယ်လို့ပဲမှတ်ထားလိုက်အဲ့ဒီငယ်တာလေးအလွယ်ပေါ့နော်အဲဒါလို့အငယ်ပဲမှတ်ချင်တယ်ဆိုရင်တော့ဒီဟာလေးအချုံလေးကအချုံလေးပဲရှိတာဟာအငယ်ဆိုပြီးတော့မှတ်ထားလို့ရတယ် เนาะအင်္ဂလိပ်လိုတော့ greater than နဲ့ less than လို့ခေါ်တယ်နားလည်မလား